ကဲတမီတီးလိုက်ကြအောင်ဆိုကဲအဲ့တော့စကားလေးပြောမနေနဲ့တော့နော်ဟုတ်တီးအောင် Thank you. မစင်တမိဟိုလေးနဲ့ညီမလေးအဲသချင်းလေးတစ်ပုဒ်ပါတမိရဲ့ကိုပိုင်သချင်းတစ်ပုဒ်ကိုမတီးခွက်လေးထွင်းထားတာလေးပါရှင်ဟုတ်ကဲ့ဟိုပြန်လာချောတာဟုတ်တယ်ကျွန်တော်ကလည်းဘာမှမလုပ်ရအောင်မနေ့ကရောက်ကလေးကတကယ်တာပွဲငါတို့ကလည်းသူတို့ပါတယ်ဝါစီဟေးတမိပွဲလေးတဲ့ညီမလေးငါကတော့သချင်းသချင်းလေးတစ်ပုဒ်ပါရှင်တမိရဲ့ကိုပိုင်သချင်းလေးတစ်ပုဒ် သမီးရဲ့ကိုယ်ပိုင်တခြင်းလေးတပုတ်ကိုမှသမီးရဲ့ဆရာမန္တလေးမြို့ကဆရာညင်းရင်ရေးပေးထားတာလေးပါရှင်ဟုတ်ကဲ့သမီးရဲ့ဆရာသူရေးပြီးပြီးတော့ဆရာကိုယ်တိုင်ပဲသမီးကိုတီးခွက်လေးပြန်ထွင်ပေးထားတာအဖွဲပြိသက်တွေကဒီတခြင်းလေးကိုဒီတိုင်းလေးပြန်ရင်တော့ဘာတခြင်းလေးဆိုတာတော့သိမှာမဟုတ်ဘူးရှင်ပဲတီးအောင်မှာတော့သမီးရဲ့သမီးကအစုံလေးပါဆိုပြန်လိုက်ရင်ဩဇူးဇူးဆိုင်ရဲ့ပဲတခြင်းလေးပါဆိုတော့သိတော့မှာပါတန်ချမ်းသွားမှာဒါပေါ့အဲ့တော့သမီးကအစုံလေးဆိုပြန်လိုက်မယ်နော်ဘယ်တခြင်းလေးကိုတီးခွက်လေးထွင်စားလဲဆိုတာသိတော့အောင်လို့ကြားကျင်နေသမီးရဲ့ ตัวซออุ่นแลนวลีท้ายเมตัว ဥပစီအဒီတချင်းလေးကိုကြားလိုက်တော့ပရိသတ်ကဘာတချင်းလေးလဲဆိုတာသိသွားပြီ။အခါသမီးရဲ့ဆန္ဒဆိုတဲ့သမီးရဲ့ကိုယ်ပိုင်တချင်းလေးတွေပုံပါရှင်။သမီးခွေလေးတွေဝင်ထုတ်ထားပါတယ်။အကုန်လုံးဒါကြားဖို့ပြီးသားဖြစ်မှာပါ။ဟုတ်။อืม။ဒါလေးကဒေးစီလေးရဲ့တိုင်ပင်တချင်းလေးပါရှင်။ဒါလေးကိုမင်းလေးမျိုးကသမီးရဲ့ဆရာဖြစ်တဲ့ဆရာဦးညီရင်ရင်ရေးပေးထားပါတယ်။ဆရာကိုယ်တိုင်ကပဲဒါဒီကွက်လေးထုတ်ပေးထားတာလေးပါရှင်။ဟုတ်ကဲ့။ဥပစီဒါလေးဟာဆွန်လေးပေါ့နော်။အကုန်လုံးကြားဖို့ပြီးသားဟိုပုံမှန်ကြားဘူးလားတော့ဒါဟို KB1 မှန်းနဲ့ ်ခင်သချင်းလေးလိုလေးကြမှုလားဒါလေးကတော့မြန်မာဆိုင်နဲ့ဒီတော့မြန်မာသားစင်လေးပေါ့ရှင်မှန်ပါခင်ဗျာဒါလေးကအဆိုပိုင်းလေးပါအတီးပိုင်းလေးကြတော့ဒီလိုလေးပြန်လာတယ်ရှင်ကြားကျင်နေသမီးရဲ့ Mm-hmm. ောင်အတူသွားရအောင်လည်းနွားလေးခိုင်းမေသွားမေသွားမေဒီမြောင်လေးလေးဆိုရင်မေမေပေပီမေမီရာလောက်ချင်းပြုလူချင်းစိတ်ကလေးနှုတ်ထလာကြောက်ပြညာတစ်ပတ်ရဲ့အဖို့ ကဲဦးပေါင်းစီအချိန်အပြည့်နဲ့သမီးတို့က7နှစ်နိုင်မတင်းသွားပါပြီ။ဟုတ်။ပုံမနိုင်ဆိုရင်မန္တလေးမြို့ပေါ်ဆိုဒီချိန်ဆိုဆိုင်ကိုတင်းသွားပြီမနက်ပိုင်း။ဟုတ်ပြီ။ဟုတ်။နော်။ဒီချိန်ဆိုင်တင်းသွားပြီစနစ်တွေ့ရင်ဒါဗိသိက်စပဲ။နှစ်ချက်တော့ဆိုဆိုင်တင်းပြန်ရုံပဲ။ဟုတ်။အခုဒါမေမေဗိသိက်မပါတဲ့အတွက်ပါနော်။ဗိသိက်လည်းမပါဘူး။ဒါပေမဲ့စတင်မတင်းနေတဲ့အချိန်ထိကိုဟုတ်။သမီးဒါသမီးကိုယ်တိုင်တီးပေးနေတာ။ဟုတ်ကဲ့။ပုံမဆိုရင်အဲ့လောက်ကိုမတီးဘူးနော်။ဟုတ်။ကဲဦးမောင်စီသမီးတို့ခေပိုင်းလေးလည်းထုံးအောင်။ဟုတ်ကဲ့။ဒါကသမီးအမတွေကလည်းရှည်သေးတယ်။ဗိသိက်တက်တယ်လည်းပြင်းနေလောက်ပြီ။စုခမ်းလိုက်။